နေ့ခေတ်အမေရိကန်ရေတပ်ဟာကမ္ဘာပေါ်မှာအင်အားကြီးမားဆုံးရေတပ်ဖြစ်ပါတယ်။ဒါဘာကြောင့်လဲဆိုရင်အခြားနိုင်ငံတွေဟာစစ်ရေးဗန်နာပိုင်းမှာအမေရိကန်တုံးတယ်လို့လိုင်းမတုံးကြတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မလို့အမေရိကန်ရေတပ်ဟာလေရင်တင်သင်္ဘောပေါင်းများစွာအပြင်စိတ်ကူးရင်သိပ္ပံဇာလန်တွေမှာသာတွေ့ရနိုင်တဲ့ဆက်ပစ္စည်းတွေကိုပါပိုင်ဆိုင်ထားပါတယ်။အမေရိကန်စစ်သမားတွေပေါ်မှာဘလို့လက်နက်မျိုးတွေတက်ဆင်ထားတယ်ဆိုတာအနည်းကလေလာကြည့်လိုက်ရအောင်လားခင်ဗျာ။ ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ပြည်သူတို့အနေနဲ့ American စစ်သမားတွေပေါ်မှာဘယ်လိုဒုံးကျည်တွေတက်ဆင်ထားတယ်လဲဆိုတာလေ့လာရမှာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ Universal Ship Installation တွေစံတတဲ့အမြောက်လက်နက်ကြီးတွေစွာအပြင်းလေဆာတွေအစရှိတဲ့နောက်ဆုံးပေါ်တာဝေးလက်နက်တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီလက်နက်တွေဟာစစ်မျက်နှာပြင်ကိုချက်ချင်းပြောင်းလဲနိုင်စွမ်းရှိတဲ့လက်နက်တွေပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့လေဆာလက်နက်တွေဟာရုပ်ရှင်တွေထဲကနေအကောင်အထည်ပေါ်လာတဲ့လက်နက်တွေဖြစ်တယ်ဆိုတာပါပဲ။ ဒီလက်နက်တွေရောစိတ်ကူးရင်ဒီပညာတွေဖြစ်ကနေကြောက်ဖို့ကောင်းတယ်လက်နက်အစစ်တွေဖြစ်ပြောင်းလဲလာခဲ့ပါတယ်ဒီလိုလေဆာလက်နက်တွေကိုတော့ Creator Defense and Security Solution Company ကနေအကောင့်ထဲပေါ်ခဲ့တာပဲဖြစ်ပါတယ်ဒီလေဆာလက်နက် project ကို2009ခုနှစ်မှာစတင်ခဲ့ပြီးအဓိကရည်ရွယ်ချက်ကတော့ drone တွေအသေးစားယာဉ်တွေ fighter ယာဉ်တွေကိုဖျက်ဆီးဖို့နဲ့ဝင်ပစ်မှတ်တွေရဲ့ layer စစ်စနစ်တွေကိုနှောက်ယှက်ဖို့ပဲဖြစ်ပါတယ်2010ခုနှစ်မှာတော့ဒီကုမ္ပဏီဟာနောက်ထပ် layer 6စွမ်းအင်3လက်နက်တွေဖန်တီးဖို့အတွက်ဒေါ်လာ70သန်းတန်ကျေးရှိတဲ့စာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပါတယ်။ ်နောက်ဆက်တွဲရလာဖြစ်နောက်တစ်နှစ်ကြာတဲ့အခါမှာဒီလေဇာလက်နက်ကိုစမ်းသပ်ခဲ့ကြပါတယ်ဒီလေဇာလက်နက်ဟာတိုက်လေယာဉ်တစ်စီးရဲ့လက်နက်တွေကိုအောင်မြင်မြင်ဖျက်ဆီးနိုင်ခဲ့ပါတယ်2019ခုနှစ်မှာတော့အမေရိကန်စစ်တပ်ဟာဒီလေဇာလက်နက်ကိုပါရှန်ပင်လယ်ကွေ့မှာအပြေဆုံးစမ်းသပ်ခဲ့ပါတယ်2014ခုနှစ်မှာတော့ပါရှန်ပင်လယ်ကွေ့ကိုစစ်ဆေးနေတဲ့အဆောက်စစ်တင်မော့တစည်းကို30ကီလိုဝက်လေဇာလက်နက်စနစ်တပ်ဆင်ခဲ့ပါတယ်။ဒီလိုလုပ်ရတဲ့အကြောင်းကတော့လေဇာလက်နက်ရဲ့လက်တွေ့အသုံးဝင်မှုကိုစမ်းသပ်ချင်တာအကြောင်းပဲဖြစ်ပါတယ်။ အမြောက်လက်နက်တွေရဲ့အဓိကအားသာချက်ကတော့ခဲယံကုန်ကြရေးတက်တာတွေအချက်ပဲဖြစ်ပါတယ်။ဒါ යි မလဲပြစ်ခတ်ဖို့အတွက်ဒီမှာအသုံးပြုထားတဲ့စွမ်းအင်ပမာဏကတော့များပြားလွန်လာပါတယ်။နောက်ထပ်ဒီက The Feelings လို့ခေါ်တဲ့ Feelings CIWS လက်နက်ဟာလေရင်ပြစ်အမြောက်တစ်မျိုးဖြစ်ပြီးတော့ဒီလက်နက်ကိုတော့1989ခုနှစ်မှာ Mark 38လက်နက်ထက်အနည်းငယ်ပိုစောပြီးအသုံးပြုခဲ့ကြတာဖြစ်ပြီးတော့မျက်နှာမြင့်တင်မောပြစ်ဒုံးကြီးတွေကိုတံပြန်ပြစ်ခတ်ဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ Failings CIWS လက်နက်မှာတော့ပြောင်း6ခုပါ M61A1 Auto တနံ Radar စနစ်2ခုလျှက်စစ်ထိန်းစုံနဲ့ထိန်းချုပ်မှုစနစ်အကာအကွယ်အုံတွေပါဝင်ပါတယ်။ဒီ Failings CIWS လက်နက်ကိုအဓိကအားဖြင့် American စစ်သမားတွေမှတက်ဆင်လေရှိပါတယ်။ဒါအပြင် Failings LPWS လို့ခေါ်တဲ့မြေပြင်၃ပုံစံခွဲတမျိုးလည်းရှိလိုနေပါသေးတယ်။ဒီမြေပြင်၃လက်နက်ကိုတော့ Siren လို့ခေါ်တဲ့ဝင်းဟင်ကာကွယ်ရေးစနစ်တွေမှစံတက်လျက်ရှိပါတယ်။ ဒီလက်နက်ဟာဒုံးကြီးတွေမော်တာရီနဲ့အမြောက်လက်နက်တွေရဲ့ရံမောက်ကာကွယ်ပေးနိုင်ပါတယ်အခုပြပြပေးသွားမယ်နောက်ထပ်လက်နက်တစ်ခုကတော့76.2 mm ကြီးကိုအသုံးပြုတဲ့အီတလီနိုင်ငံထုတ် Audio Malara 76 level တနက်ပဲဖြစ်ပါတယ်။ဒီတနက်တွေကိုတော့ American ရေတပ်က1985ခုနှစ်မှာစတင်အသုံးပြုခဲ့တာဖြစ်ပြီး Frigate တင်မော၊ Corvette တင်မော၊ Kinhead တင်မော၊ Destroyer တင်မော၊ Squadron တင်မော၄မှာဆက်လက်အသုံးပြုနေဆဲပဲဖြစ်ပါတယ်။ ဒီလက်နဲ့ဟာအရွယ်အစားရအလွန်ကြစ်လက်တက်ရတာကြောင့်အသေးစားစစ်သင်္ဘောငယ်တွေမှာပါတက်ဆင်လို့ရနိုင်ပါတယ်။မြန်မာရဲ့ပြက်ခတ်နှုံးနေတဲ့ကြည်မျိုးစားများစွာအသုံးပြုနိုင်မှုတွေကြောင့်ဒီလက်နဲ့ဟာအနီးကပ်တိုက်ပွဲတွေအပြင်ဝင်ရင်နဲ့မြေပြင်အကူတွေအတွက်ပါစွဲဆောင်အသုံးပြုလို့ရတဲ့လက်နက်ဖြစ်လာပါတယ်။ Audio Malara 76လက်နက်ကိုတန်ကြပ်ကဖောက်ချီစံတွေမီးလောင်ဘုံတွေအစိမ့်စိမ့်မွားမွားကွဲနိုင်တဲ့ဒုံးကျည်တွေနဲ့တွဲဖက်ပြီးအသုံးပြုနိုင်ပါရင်လိုအပ်လာရင်စစ်တမော့ဖြတ်ဒုံးကျည်တွေကိုပါဖြတ်စည်းနိုင်စွမ်းရှိတဲ့ခရမ်းတွေကိုအသုံးပြုနိုင်ပါရင် ဒီအမြောက်ကိုရန်သူတွေမမြင်ရအောင်လေခုံတစ်ခုထဲမှာလည်းတက်ဆင်ထားလို့ရပါတယ်။ဒီလိုသားဆိုရင်ရန်သူတွေအနေနဲ့ကြည်ဖယ်ကနေလာလို့လာမှန်းတော့တီမှာမဟုတ်တော့ပါဘူး။နောက်တစ်ခုအနေနဲ့ဒီက UGM 133A Trident 2ဟာစတုတ္ထမြောက်မျိုးဆက် American ပဲထိန်ဒုံးကြီးတစ်မျိုးပဲဖြစ်ပါတယ်။ဒီပက်ထိန်တုံးဟာအမေရိကန်ရစ်တက်ရဲ့ရင်ကုန်တင်မောတုံးဒုံးကြီးကိုကိုးစားပြုတဲ့တခုတည်းသောလန်နံဖြစ်ပါတယ်။ ဒီပက်ထိန်တုံးတွေကို USS Ohio ရင်းကုန်သင်္ဘောတွေမှာတွေ့ရနိုင်ပြီးတစ်ခါတရင်ဒုံးကျည်24စင်းအထိတင်နိုင်တဲ့ရင်းကုန်သင်္ဘောတွေပဲဖြစ်ပါတယ်။ American စစ်တပ်ပါနျူကလ িয়ার လက်နက်တွေရဲ့52ရာခိုင်နှုန်းခန့်ဟာဒီဒုံးကျည်တွေပဲဖြစ်ပါတယ်။ Trident 2ဒုံးကျည်ဟာမိုင်9000အထိတောင်းနေစွမ်းရှိတာကြောင့်ကမ္ဘာပင်နေရာကိုမဆိုးဖြစ်လို့ရတယ်လို့ဆိုရမှာပါ။ Triton ဒေါကြီးဟာပြင်မှတ်တိကျမှုနှုန်းမြင်မာတာကြောင့်အမှားကျဆုံးပြင်မှတ်တွေဖြစ်တဲ့ကတော့ချင်းတွင်နေဒေါကြီးတူလောင်ယုံလိုမျိုးနေရာတွေကိုတော့ထိထိရောက်ရောက်ဖြတ်စည်းနိုင်စွမ်းရှိပါတယ်။ ဒီတုံးလက်နဲ့တွေဟာသူတို့ရဲ့အဖြစ်အဆွမ်းအားကြောင့်နေမဟုတ်ဘဲသူတို့ရယူနိုင်ခဲ့တဲ့မှတ်တမ်းတွေကြောင့်ပါထင်ရှားကြပါရည်။ဥပမာတစ်ခုပြောရရင်တော့ဒီလက်နဲ့တွေဟာအောင်မြင်စွာစတိုက်ပြစ်လွတ်နိုင်တဲ့နေရာမှာအမြင့်ဆုံးစံချိန်တင်ထားပါရည်။အခုလိုမြင်မာတဲ့စွမ်းရည်တွေကြောင့်အမေရိကန်ရေတပ်ဟာဒီတုံးလက်နဲ့တွေကို2042ခုနှစ်အထိအသုံးပြုဖို့ရည်ရွယ်ထားကြပါရည်။အခုနောက်ထပ်ကာကွယ်ရေးလက်နက်တွေအကြောင်းပြောပြီးသွားပြီဆိုတော့ဂိမ်းတွေရုပ်ရှင်တွေထဲမှာမြင်ရတဲ့ခက်လွန်လက်နက်တွေအကြောင်းကိုဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီကလက်နက်ကတော့ရေကန်လို့ခေါ်တဲ့အမြောက်လက်နက်ပဲဖြစ်ပါတယ်။ဒါကလေးရဲ့စစ်တမ်းလိုက်ကိုအသုံးပြုပြီးကြီဖူးတွေကိုအရှိန်ပြင်းအားများများနဲ့ပစ်ခတ်နိုင်တဲ့အမြောက်လက်နက်ကြီးတွေပဲဖြစ်ပါတယ်။အစောပိုင်းကာလ2015ခုနှစ်လောက်ခရီးကဒီအမြောက်လက်နက်ကြီးတွေရဲ့ပစ်ကွင်းအကွာအဝေးဟာ112မိုင်အထိရှိနေပါပြီ။လာမယ့်အနာဂတ်ကာလတွေမှာတော့မိုင်250အကွာအဝေးလောက်အထိပစ်ခတ်နိုင်အောင်စစ်အင်ဂျင်နီယာတွေဟောစူးစမ်းနေကြပါတယ်။ 2008ခုနှစ်မှာလောက်ခဲ့တဲ့စံတမ်းမှုတစ်ခုမှာတော့တပည့်မညာရှင်တွေဟာ6.6ပေါင်လေးတဲ့ကြည်ဘူးတစ်ခုကိုတနအီ3.56မိုင်နှုန်းနဲ့ပြစ်ခတ်နိုင်ခဲ့ပါတယ်။အကွာအဝေးပိုင်းမှာတော့အမြောက်လက်နက်တွေကိုရှင်းနိုင်တာဆိုလို့ဒုံးကြီးတွေပဲရှိပါတယ်။ဒါပေမဲ့မြမောက်ကာလာမှာတော့ဘယ်ဒုံးကြီးကိုမဆိုလက်နက်ပေါင်းများစွာနဲ့တံပြန်ဖြက်စီးလို့ရနေပါပြီ။ဒါပြင်ဒုံးကြီးဖူးတွေဟာဒေါ်လာတန်ဖိုးများစွာကုန်ချတက်ပြီးဒီလိုအမြောက်ကြီးဖူးတွေကတော့အများဆုံးမှဒေါ်လာ2000ကျွဲဝင်ကျင်ပဲရှိပါတယ် ဒေါ်ကြီးတန်ဖိုးတွေနဲ့ရှင်လိုက်ရင်တော့ကုန်ချစရိတ်ပိုင်းမှာဒါဟာအလွန်ကွာခြားပါတယ်။ကြည်ဖူးတွေကိုတည်ယူပို့ဆောင်မှုနဲ့တက်ဆင်းမှုတွေမှာလည်းဒေါ်ကြီးတွေလိုကရိကထမများပါဘူး။ဒါမှမလဲဒီကြည်ဖူးတွေဟာပြမတ်ကိုထိမောက်ပေါက်ကွဲနိုင်တာကြောင့်ဒီတစ်ချက်မှာတော့ဒေါ်ကြီးတွေကသာသွားပြန်ပါတယ်။ဒီခေတ်လွန်လက်နက်တွေရဲ့အားနည်းချက်တစ်ခုကတော့သူတို့မှသုံးတဲ့ကြည်ဖူးတွေဟာအဖို့ကူအားအရန်ကောင်းတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားရဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါကြောင့်အထူးထုတ်လုပ်ထားတဲ့ကြည်ဖူးတွေသာမဟုတ်ရင်မပြစ်ခင်ကလေးကအမြောက်ထဲမှာအငွေပြန်သွားနိုင်ပါတယ်။ ။နောက်ထပ်ဖြစ်လာနိုင်တဲ့ပြဿနာကတော့စွမ်းအင်အသုံးပြုမှုဖြစ်ပါတယ်။တကယ်တမ်းတော့ရေတက်တစ်ခုလုံးကိုရေကန်အမြောက်လက်နက်တွေတပ်ဆင်ဖို့ဆိုတာကုန်ကြစရိတ်အရန်များပါတယ်။ဒီအမြောက်လက်နက်တစ်ခုရဲ့စွမ်းအင်သုံးဆွဲအားဟာအမေရိကန်မျိုးငယ်တစ်မျိုးရဲ့စွမ်းအင်သုံးဆွဲအားနဲ့ညီမျှပါတယ်။နောက်ထပ်ဒီက SM2 ဟာဆိုရင်လည်းအမေရိကန်ရဲ့နောက်ဆုံးပေါ်လေရင်ပစ်ပဲထိန်တုံးလက်နက်တစ်မျိုးပဲဖြစ်ပါတယ် တိုက်ခိုက်ရေးသင်္ဘောတွေကိုဒီဒုံးကြီးတွေတက်ဆင်ထားတက်ပြီးယခုချိန်မှာဆိုရင်ဒီဒုံးကြီးတွေကိုအမေရိကန်ရေတပ်မှတွေမဟုတ်တော့ဘဲအမေရိကန်ရဲ့မဟာမိတ်ရေတပ်တွေမှာပါတွေ့လာရပြီဖြစ်ပါတယ်။ဒီဒုံးကြီးရဲ့ဒုတိယပုံစံခွဲရဲ့ထူးခြားချက်ကတော့အသက်ပါဝင်လာတဲ့ဘဲထင်းစနစ်ပဲဖြစ်ပါတယ်။ဒီဘဲထင်းစနစ်ပါဝင်လာတာကြောင့်ဒုံးကြီးပြန်တန်းနေတဲ့အချိန်မှာပြစ်မှတ်ကိုရှာဖွေဖို့ရေဒါစနစ်ကိုမလိုအပ်တော့ပါဘူး။ဒီပက်ထင်းစနစ်ကြောင့်ရေဒါပေါ်မှာပြစ်မှတ်ပေါ်လာတဲ့အချိန်ကစပြီးဒုံးကြီးကိုလွတ်ထုတ်ပေးတဲ့ရေဒီယိုလှိုင်းတွေကနေတဆင့်ပြစ်မှတ်ကိုရှာဖွေနိုင်ပါတယ်။ ရေဒါစနစ်ရဲ့အကူအညီကိုစကန်ပိုင်းမဲ့လိုအပ်တာကြောင့်ပြက်ကတ်ဆွမ်းအားနဲ့အနောက်ရှက်တန်းခံနိုင်မှုတွေမှာတိတိတတ်တာတိုးတက်လာပါတယ်။ EJS ပြက္ခမှုစနစ်တွေမှာအသုံးပြတဲ့ဒုံးကျည်တွေကိုအကြသိမိကပဲထိန်းချုပ်ရေးစကန်နဲ့ဒုံးကျည်ကြားကဆက်သွယ်ရေးစနစ်နှမျိုးကိုအသုံးပြပြီးပြုပြင်ပြောင်းလဲထားပါတယ်။ဒီပြုပြင်ပြောင်းလဲမှုကြောင့် American စစ်တပ်ဟာ SM2 ဒုံးကျည်ကိုကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီးပြည်မှတ်ကိုလုံးဝလွတ်လပ်မရှိအောင်ပြစ်ခတ်နိုင်ခဲ့ပါတယ်။ SM2 ဒုံးကျည်တစ်စင်းတစ်ခါပြစ်လွန်ယုံနေတဲ့ဒေါ်လာ၄သိန်း၉၀၀လောက်အကုန်ကျတတ်ပါတယ်။ ်အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Radeon ကုမ္ပဏီဟာ SM2 ရဲ့ပုံစံကိုသူတို့ရဲ့ကိုပိုင်တီထွင်မှုနဲ့ပေါင်းစပ်ပြီးနောက်ထပ်မူကွဲတစ်ခုဖြစ်တဲ့ဝင်ရင်ဖြစ် SM3 ဒုံးလက်နက်ကိုထုတ်လုပ်ခဲ့ပါတယ်။သူရဲ့နှကိုလက်နက်လိုပဲ SM3 ဒုံးကြီးကို Destroyer တင်ပေါ် Cruiser တင်ပေါ်တွေနဲ့ရေပြင်ပစ်ခတ်ရေစခန်းတွေမှာပါတပ်ဆင်ခဲ့ပါတယ်။ဒီမူကွဲမှာကိုပိုင်ဒုံးကြီးထိပ်ဖူးပါဝင်ပြီးအရေသွင်းမြင့်အနည်းရောက်ရောင်ကြီးပဲထင်းစနစ်လဲပါဝင်ထားပါတယ်။ဒီဒုံးလက်နဲ့ဟာအနေရှိတဲ့လက်နက်တွေဖြစ်တဲ့ပယ်ထိန်ဒုံးကြီးရဲ့တံခိုးပေါခံနိုင်စွမ်းရှိပါရဲ့ 2000တဲ့နဲ့2000ကြာကာလတခုမှာဒီတုံးလက်နဲ့ဟာစံသက်ပဲထိန်တုံးကြီးတခုကိုအမြင်ပိုင်းပေါင်း155မိုင်မှာအောင်မြင်စွာကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။2020ခုနှစ်မှာလည်း SM3 Block 28တုံးကြီးကိုထမံစံသက်လွတ်တင်ခဲ့ပြီးအဆိုပါတုံးကြီးဟာ Hawaii Joanina ကစံသက်ပြင်းမှတ်တခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။တုံးကြီးလက်နဲ့ဒီပညာနဲ့အတူမြင့်တက်လာတဲ့အရာတခုကတော့သူ့ရဲ့တန်ဖိုးပမာဏပဲဖြစ်ပါတယ်။ SM3 တုံးကြီးတစ်ခါလွတ်တင်တိုင်းငွေအများပြားကုန်ကျခဲ့ပြီး SM3 Block 2P ကိုလွတ်တင်တော့ငါဆိုရင်ဒေါ်လာ100တန်းခန့်ကုန်ကျခဲ့ပါတယ်။ SN3 Block 2A ကိုလွှတ်တင်တော့ငါဆိုရင်တော့ဒီထက်ပိုကုန်ကျခဲ့ပြီးဒေါ်လာ၁၈တန်းအထိကုန်ကျခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဒီက M38 လက်နက်ကို M242 Bushmaster လက်နက်ပေါ်မှာအခြေခံပြီးတော့တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ M242 Bushmaster လက်နက်ဟာ McDonnell Douglas Engineering တည်ဆောက်ခဲ့တဲ့ 25mm သုံး Auto လက်နက်တစ်ခုပဲဖြစ်ပါတယ်။ Engineering ဟာဒီ M242 ကိုမှရွေးချယ်ခဲ့ရခြင်းကတော့တိုက်ဆိုင်မှုတသက်တော်မဟုတ်ပါဘူး။သူရဲ့မယမနာပြစ်ခတ်နိုင်တဲ့ဒီဇိုင်းအကြောင်းဒီလက်နက်ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါတစ်ချက်ချင်းစီလည်းပြစ်ခတ်နိုင်တယ်လို့လက်နက်ပြောင်းထဲကဖိအားပေါ်မူတည်ပြီးအများဆုံးနှုတ်နဲ့လည်းပြစ်ခတ်လို့ရတဲ့လက်နက်ပဲဖြစ်ပါတယ်။ဒါအပြင်တနက်ပြောင်းတူတာကြောင့်လက်နက်ကိုတက်ဆင်ရလဲလွယ်ကူစေပါတယ်။အမေရိကန်ရေတပ်ဟာဒီတနက်တွေကိုခြေပြင်ပေါ်ကပြစ်မှတ်တွေအပြင်ကံပေါ်ကပြစ်မှတ်ကိုပါပြစ်ခတ်ဖို့အတွက်အသုံးပြုပါတယ်။ဒါအပြင်အပြန်အလှန်ပြစ်ခတ်တဲ့အခြေအနေမျိုးတွေမှာပါဒီလက်နက်ကိုအသုံးပြုလို့ရပါတယ်။နောက်ပြီးဒီတနက်ကိုအစင်မြင့်တဲ့မူပေါင်းများစွာပြုလုပ်ထားတာကြောင့်ဖြစ်ခက်နှုံကမြန်ဆန်ပြီးပုံမူထိရောက်မှုရှိလာပါတယ်။ ောက်ထပ်ဒီကတမဟာမစ်ဆိုင် Block 5ဟာတိကျမှုမြင်မာတဲ့နောက်ဆုံးပေါ်ပတ်စုံသုံးတာတူပဲ့ထင်းဒုံးကြီးတမျိုးပဲဖြစ်ပါတယ်။တမဟာဒုံးကြီးတွေထုတ်လုပ်မှုကိုတော့1982ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးအဲဒီချိန်တုန်းကဆိုရင် USS R ရဲ့အောင်မြင်မှုကိုအားကျတဲ့အတွက် American ဘက်ကနေလိုက်ပြီးတော့တူပါခဲ့တာပဲဖြစ်ပါတယ်။ဒီထလမှုကနေပဲပထမဆုံးစံတပ်ပြက်ခတ်မှုကို1980ခုနှစ်မှာပြုလုပ်ခဲ့ပြီး1982ခုနှစ်မှာတော့ဒီတုံးကြီးကိုအောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီတောင်းကြီးတွေကိုမြေပြင်နဲ့ဝင်ရင်ပြမှတ်တွေအတွက်အသုံးပြုဖို့ရည်ရွယ်ထားခဲ့ပေမယ့် American System တွေရဲ့ရင်ခုန်သင်္ဘောတွေမှာအသုံးပြုလာခဲ့တာဖြစ်ပါတယ်။ဒီတောင်းကြီးကိုတိစောက်ထားတဲ့ဒီဇိုင်းကြောင့်မငင်ညာတဲ့မြေပြင်ပေါ်ရံမှာတော့ကောင်းစွာပြန်တန်းနိုင်စွာရှိပါတယ်။တချို့အခြေအနေတွေမှာဆိုရင်ဒီတောင်းကြီးကိုမောင်းသူမဲ့ကင်ထောက်ရင်အဖြစ်အသုံးပြုပြီးမဟာမိတ်တွေကိုစစ်ပစ္စည်းတွေထောက်ပံ့တာမျိုးအထိအသုံးပြုလို့ရနိုင်ပါတယ်။ဒီလိုတောင်းကြီးမျိုးကိုတိစောက်ဖို့အတွက်ကုန်ကြစည်ကတော့ဒေါ်လာ1.89တန်းအထိကုန်ကြနိုင်ပါ रे ခင်ဗျာ နောက်ဆုံးအနေနဲ့ဒီက Mac 48လက်နက်ဟာဆိုရင်လည်းဗက်ဆောင်အုံပြလို့ရတဲ့တာဝေးပြစ် Torpedo တုံးကြီးတစ်မျိုးပဲဖြစ်ပါတယ်။ဒီ Torpedo တုံးကြီးရဲ့ပဋိကပြမှတ်တွေကတော့ဂျင်ဂိုတင်မော်တွေနဲ့ရင်းမြစ်နဲ့ပြင်ပေါ်ကပြမှတ်တွေပဲဖြစ်ပါတယ်။ဒီတုံးကြီးလက်နက်မှာပယ်ထိတ်စနစ်မျိုးစုံပါဝင်တာကြောင့်ပြမှတ်စီကိုအလင်းအမြန်ရောက်သွားနိုင်စွမ်းရှိပါတယ်။ဒါအပြင်ဒီ Torpedo ပယ်ထိတ်တုံးကြီးမှာအထူးတက်ခတ်ရေးစနစ်တစ်ခုလည်းရှိနေပါသေးတယ်။ဒီစနစ်ကြောင့် Mac 48တုံးကြီးဟာမြင်ကွင်းကပျောက်သွားတဲ့ပြမှတ်တွေကိုတော့ပြန်လဲရှာဖွေနိုင်စွမ်းရှိပါတယ်။ 2008မတိုင်ခင်အထိဒီလက်နက်ကိုပြည့်ပြည့်မှုပေါင်းခုနှစ်ခုပြုလုပ်ခဲ့ပါရီဒီလက်နက်ရဲ့ငွေမူရင်းကိုတိစောက်ဖို့ဒေါ်လာ8,940ပဲကုန်ကြခဲ့ပါရီဒါပေမဲ့နောက်ဆုံးပြည့်ပြည့်တိစောက်ခဲ့တဲ့ပုံစံကွဲကားတော့ဒေါ်လာ3,800တန်းအထိကုန်ကြခဲ့ပါရီခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဘဲသူတို့အနေနဲ့ရောခစ်ပေါ်လက်နက်တွေနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ကြပါသလဲ ်အမြောင်လက်နက်တွေနဲ့လေဆာလက်နက်တွေကပဲကောင်းမွန်တဲ့ဆွမ်းဆောင်ရည်တွေနဲ့ပုံမှန်သက်သာတဲ့ကုန်ကျစရိတ်တွေကြောင့်အနာဂတ်မှာရေရှည်တည်ရှိသွားနိုင်ကြမှာမလားပြည်သူတွေရောကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့လက်နက်တွေထဲကဘယ်လက်နက်ကိုပြည်သူတွေရဲ့တွေးမြင်တွေကိုလည်းကွန်မန့်မှာပြောပြခဲ့လို့ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်နေတဲ့တဲဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားပြီးဦးလဲတောင်းဆိုပါတယ်ခင်ဗျာအခုလိုဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိနေပါတယ်ခင်ဗျာ